ဘောဆန်စုကြည်ရဲ့ဘဝမှာဒီ Oxford UK နိုင်ငံက Oxford မြို့လေးဟာရေးပါတဲ့နေရာမှာရှိခဲ့ပါတယ်တက္ကသိုလ်ကျောင်းသူဘဝနောက်တစ်ခါသူကိုယ်တိုင်မိသားစုကိုတိဆောက်ပြီးပြုစုပျိုးထောင်ခဲ့တဲ့နေရာလေးတစ်ခုပါအခုကဘာကတည်တဲ့ဒေါန်ဆန်စုကြည်လို့ဖြစ်လာတဲ့အနေအထားအထိရောက်အောင်ဒီ Oxford မြို့လေးမှာဘယ်လိုမျိုးသူ့ရဲ့ရှေ့ဘဝခရီးအတွက်ကိုဒီမှာရှိခဲ့တဲ့အတွေ့အကြုံတွေကနေမှဘယ်လိုများထူးဆန်းပုံဖော်ပေးလိုက်ပါသလဲ ဒီ Oxford မြို့မှာနေစဉ်ကာလကလေးကဒေါန်ဆန်းစုကြည်ကသူ့ရဲ့နိုင်ငံရေးမျိုးမှန်းချက်ကြီးမှန်းချက်တွေပေါ့ရှိခဲ့ပါကလားဆိုတာသိရအောင်ကျွန်တော်တို့ဒီ Oxford မြို့ကိုရောက်လာပါတယ်အဲ့ဒီအကြောင်းတွေပြောပြနိုင်ဆုံးလူဖြစ်မဲ့သူတယောက်ကိုလည်းပဲမေးမြန်းဖို့ကျွန်တော်တို့ရောက်ရှိနေတာဖြစ်ပါတယ်သူကတော့ Dr. N. Pastinet Slater ပါဒေါန်ဆန်းစုကြည်နဲ့အတူ St. News College ပါအတူတူတက်ခဲ့တဲ့ငယ်ငယ်ချင်းလေးပဲဖြစ်ပါတယ် Dr. N. Pastinet Slater thank you very much for talking to the BBC A pleasure. So you have known Dosu for more than 60 years. Yeah? So yes. In your uni days together here. Dr. Bustin Slater ကဒေါ်ဆန်းစုကြည်နဲ့ဆိုရင်တည်ကျွမ်းခင်ပေးခဲ့တာအခုဆိုရင်နှစ်60ကျော်ပြီပေါ့နော်။ငယ်စဉ်ကျောင်းသူဘွားတွေကရင်းနှီးနှီးသိခဲ့ကြတဲ့သူတွေ။သူအကြောင်းလဲနားလည်နေသူတယောက်လို့ဆိုတော့ဒေါန်ဆန်းစုကြည်ကသူအခုအသက်80ပြည့်မွေးနေကိုဘယ်လိုဖြတ်သန်းမယ်လို့ထင်လဲဗျ။ I hope with hope uh ကျမမှန်းကြည့်ရတာကတော့သူနေနေရတဲ့အခြေအနေကတိတ်သက်သက်သာသာရှိလာမှာမဟုတ်ပါဘူး။သူ့အတွက်ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေလို့တော့ကျမဆုတောင်းပေးချင်ပါတယ်။သူ့ဘဝမှာဘလောက်အောင်မြင်အောင်ဆွမ်းဆောင်နိုင်ခဲ့သလဲ။သူ့ပြည်သူတွေကသူ့ကိုဘလောက်ချစ်ကြသလဲဆိုတာလေကျမအမှတ်ရဂုဏ်ယူနေပါတယ်။2018 2019 20ကကျမမြန်မာပြည်ကိုရောက်ခဲ့တယ်။ကျမဘယ်သူလဲဒေါ်စုနဲ့ဘလို့တည်သလဲဆိုတာဘယ်သူ့ကိုမှမပြောခဲ့ပါဘူး။ ဒါကြောင့်ကျွန်မမမေးပဲနဲ့လူတွေကသူ့ကိုဘလောက်ချစ်ကြလေးစားကြသလဲဆိုတာလာပြောပြကြတယ်။သူ့ကိုအဲ့ဒါလောက်ချစ်ကြတာကိုအနောက်နိုင်ငံမီဒီယာတွေကဖျက်လို့ဖျက်ဆီးရေးကြသေးတယ်။2019အပြီးမှာပေါ့။သူ့ကတော့ဒါကိုစိတ်ရှိရှိနဲ့ပဲသီးခံခဲ့မှာပါ။ဒီမွေးနေ့မှာတော့သူဟာသူကြိုက်တဲ့ယောဂလုပ်နေမယ်။စိတ်အေးအေးချမ်းချမ်းရှိပြီးအညံ့မခံတဲ့စိတ်ဓာတ်အတိုင်းပဲဆက်ရှိနေမှာပါ။ So when we talk about this is not the first time she's been incarcerated. အခုအကြိမ်ရသူပထမဆုံးအကြိမ်ချုပ်နှောင်ခံရတာတော့မဟုတ်ဘူးပေါ့နော်။သူတနည်းနည်းနဲ့အကျဉ်းချခံအချုပ်နှောင်ခံခဲ့ရတာကနှစ်ပေါင်း20လောက်တောင်ရှိနေပါပြီ။လူရဲ့ဒွန်ဆန်းစုကြည်အကြောင်းပြောရင်သူ့ခန္ဓာငြိမ်းတို့ဇွဲသက်တီတို့စိတ်ပြတ်သားခိုင်မာမှုတို့ကိုလေးပေးပြီးပြောကြတယ်။သူ့ရဲ့အဲ့ဒီဇယိုက်လက္ခဏာတွေကိုဒီမှာငယ်စဉ်ကျောင်းသူဘဝကလေးကတွေ့ခဲ့ရလားဗျ။ Oh certainly all the time. သိကြတာပေါ့။တစ်ချိန်လုံးမှာပဲ။သူကစိတ်ပိုင်းဖြတ်ချက်အခိုင်အမာနဲ့လှုပ်တတ်တာ။ အထင်ရှားဆုံးဥပမာတစ်ခုကတော့သူကောလိပ်တက်တုံးဒီမှာလှေသွားလှော်တာပန်တင်းလောက်တာပေါ့လှေကတက်သားလေးရှည်ကြီးဒုတ်နဲ့မြစ်ကြမ်းပြင်ကို ထောက်လှော်ရတာထိတ်မို့လေအမတန်ခက်တယ်အဲ့ဒါစုကတနေ့တော့ကျမလှေသွားလှော်မယ်ဆိုပြီးမနေ့ပိုင်းမှာထွက်သွားတယ်မိုးလဲပိုင်းတော့ဒီကိုလုံးဆိုရွှဲပြီးပြန်လာတယ်ကျမလှေလှော်တက်ခဲ့ပြီလို့ပြောတယ်သူဘယ်လိုလှော်ခဲ့တယ်လဲတော့ကျမကိုယ်တိုင်မမြင်ခဲ့ရဘူး။သူကောင်းကောင်းလှော်ခဲ့မှာပါ။အဲ့ဒီလိုပဲ ဒီမှာသွားလာဖို့စပိန်တစည်းဝယ်ပြီးလဲသူချင့်ပြီးစီးတယ်။သူကသူစိတ်ဆူးနစ်တဲ့ကိစ္စမျိုးဆိုရင် ဖြစ်အောင်ကိုလှုပ်တတ်တယ်။ပညာရေးမှာတော့ကောလိပ်မှာသူယူတဲ့ဘာသာတွေကိုသူတိတ်စိတ်ဝင်စားဘူး။သူစိတ်မကျေနပ်ဘူး။ဒါကြောင့်သူတိုင်းမြေအတွက်ပို့အသုံးဝင်မယ်ထင်တဲ့တစ်တောဘာသာရက်ကိုပြောင်းယူဖို့စူးစမ်းသေးတယ်။ကောလိပ်ဘက်ကခွင့်မပြုခဲ့တာ။ကောလိပ်လူကြီးတွေကလည်းမိုက်တာပဲ။စုကိုလက်ရှိယူထားတဲ့နိုင်ငံရေးဓာတ်တနိကနဲ့စီးပွားရေးပဲဆက်ယူရမယ်လို့ပြောခဲ့တယ် သူကတော့ဘာဖြစ်ဖြစ်စိတ်ဆုံးဖြတ်ချက်ခိုင်းမှသူပါ in the first place that she did အဲ့ဘာသာတွေကတော့သူကသူ့ဟာသူရွေးခဲ့တာလားသူ့ကိုယူခိုင်းလို့ယူခဲ့ရတာလားဗျ um there is choice within ဘယ်အတွက်ရွေးရတဲ့အထက်မှာအဲ့ဒီဘာသာတွေလဲပါတာပေါ့သူကဒီမြောက်ခင်အိန္ဒိယမှာကတည်းကဒီဘာသာရပ်တွေနဲ့အထက်တန်းကျောင်းပြီးလာတာဆိုတော့အခြေခံရှိပြီးသားဆိုပြီး Oxford ကလည်းဒီဘာသာတွေတွေနဲ့ဆက်သင်ယူခွင့်ကိုလက်ခံလိုက်တာပါ um I was just reading um the book about Dosu like you know this voice of hope ကျွန်တော် ခုဒီစာအုပ်ကိုပြန်ဖတ်နေတာပါအမေရိကန်သတင်းသမားဆိုင်ရစ်ဆရာ Alan Clements ရေးတဲ့ Voice of Hope ဒါ Dosu နဲ့သူနဲ့စကားပြောခဲ့တာတွေကိုစူးစီးပြီးထားတာပါ Alan ကလည်းဗုဒ္ဓဘာသာဖုံတော်ကြီးဖြစ်ခဲ့တဲ့သူဒီထဲမှာဒေါ်အောင်ဆန်းစုကြည်ကသူ့ရဲ့နိုင်ငံရေးခံယူချက်နဲ့အတူသူလေးလေးနက်နက်ခံယူတဲ့ဗုဒ္ဓဒသနာတွေ ဗုဒ္ဓရဲ့အစိုးအမဟောကြားချက်တွေအကြောင်းကိုအများကြီးပြောပြသွားတယ်ပေါ့လေဒီ Oxford မှာကြောင်းတက်ချိန်ငယ်ရွယ်စဉ်ဘဝတွေကဗုဒ္ဓဘာသာနဲ့ပတ်သက်လို့သူ့ရဲ့ခံယူချက်ဆွေးမြေ့လိုက်စားမှုကျင့်ကြံမှုမျိုးတွေကိုရတတိပြုမိခဲ့လာတယ်အာ yes she did um သူကျင့်သုံးပါတယ်ကျမကတော့တခြားအလုပ်တွေများနေရတဲ့စုစီကဗုဒ္ဓဘာသာနဲ့ပတ်သက်လို့အများကြီးတော့မလေ့လာခဲ့ရဘူးသူဗုဒ္ဓဘာသာဝင်မှကျမသိတယ်သူပြောပြလို့ ဗုဒ္ဓဘာသာဟာအင်မတန်နှစ်လိုစိတ်ဝင်စားဖွယ်ဖြစ်တဲ့အကြောင်းလဲကျွန်မသိခဲ့တယ်။ဒီစာအုပ်ထဲမှာဗုဒ္ဓဝါဒနဲ့လက်တွေ့ကျင့်သုံးပုံတွေအကြောင်းပြောထားတာလည်းအင်မတန်ပေါ်လွင်ပါတယ်။ဗုဒ္ဓဘာသာဟာအင်မတန်နူးညံ့သိမ်မွေ့တဲ့ကမ္ဘာဘာသာကြီးတွေထဲကတစ်ခုပေါ့။လူတွေကိုစိတ်ချမ်းသာပျော်ရွှင်မှုပေးနိုင်တယ်၊ဘဝကိုတိုးတက်စေတယ်၊ကျွန်မလည်းလေးစားမိပါတယ်။ကျွန်မမိတ်ဆွေနိုင်ငံရေးလေးလာသုံးသက်သူတယောက်ရှိတယ်။ "तू ကနာမည်ကြီးပဲ၊စုနဲ့လည်းသိတယ်။ तू ပြောဘူးတယ်။ဒေါ်စုကနိုင်ငံရေးထဲမှာမအောင်မြင်နိုင်ဘူး"တဲ့။ နိုင်ငံရေးထဲမှာအောင်မြင်ဖို့လိုအပ်တဲ့ကောက်ကျစ်တာဖြစ်ဖြစ်ညံများတာဖြစ်ဖြစ်အဲ့ဒီလိုမျိုးတွေစုမှမရှိဘူး။ तू ကဒါမျိုးမရှိတဲ့လူတဲ့။ကျမစုအကြောင်းကြားဘူးလား။ तू ကစစ်တပ်နဲ့တခါကအပေးယူလုပ်တယ်။ကျမကိုရှင်တို့ယုံကြည်ပါ။ကျမလည်းရှင်တို့ကိုယုံကြည်မယ်ပေါ့။အဲ့ဒါကပဲသူ့ကိုမအောင်မြင်စေခဲ့တာလို့ကျမထင်တယ်။စုရဲ့နိုင်ငံရေးဘဝပျက်စီးရအောင်သူတို့ကပဲစုကိုအကွက်စင်ကြောက်ချခဲ့ကြတာ At that time also did you see that um in hard that uh she planned to enter politics ဒေါ်ဆန်းစုကြည်ကနိုင်ငံရေးဝင်ဖို့သူအစိုးရတွေကစဉ်းစားပြင်ဆင်နေတာမျိုးတွေရှိခဲ့လားအဲ့ဒီအကြောင်းကိုပြောဘူးလားမိခင်ကြီးနေမကောင်းလို့ပြန်သွားရင်မှနိုင်ငံရေးတွေရောက်သွားတာမျိုးလားဗျာ mom was ill i think it was not um planned အသေးစိတ်ပြင်ဆင်ပြီးမှနိုင်ငံရေးတွေဝင်သွားတာလို့တော့ကျွန်မမယူဆပါဘူးသူ့အနေနဲ့တော့ဘာဖြစ်ဖြစ်သူ့ကိုတောင်းဆိုလာရင်နိုင်ငံအတွက်လိုအပ်တာကိုလုပ်မယ်ဆိုတဲ့သဘောထားတော့ရှိပါတယ် သူမိခင်ကြီးနေမကောင်းလို့ပြန်သွားချိန်မှာတော့နိုင်ငံရေးပါတီတခုထူထောင်ဥဆောင်မယ်ဆိုတဲ့စိတ်ကူးမရှိခဲ့ပါဘူးအဲ့ဒီတော့ကစုအိမ်နဲ့ကျမအိမ်ကတလန့်နဲ့မှာကျမမှလည်းအသက်ကြီးပြီးကျမကြီးမကောင်းတဲ့အမေရှိတယ်ဒီအိမ်မှာကအမေနေတယ်ကျမကတော့တခြားလမ်းမှာနေတယ်စုကကျမအမေကိုတော်တော်ကြည့်တတ်တယ်ဒီနေ့မှာတော့စုကအဲ့ညရှစ်အမေကိုလမ်းမှာသူပဲသွားနေမှမသိပဲရှောက်သွားနေတာတွေ့ခဲ့တယ်။ရှင်လဲအမေကြီးကိုကြည့်အောင်စောက်ရှောက်အောင်လို့ကျမကိုပြောတယ်။သူပြောတာလည်းမှန်တယ်။ ကျမလည်းရှက်မိတယ်။ဒါဟာစုကသူသိတ်တမိုးထားတဲ့သိတ်ခါချင်းဝင်တဲ့ဖြောက်မတ်မှုကိုပြတဲ့အချိန်များစွာတည်းကတခုပဲ။ကျမအတွက်ဆိုကိုချင်းဝက်ကိုချက်ချင်းဆိုသလိုသဘောပေါက်သွားတာ။အဲ့ဒါလိုဖြစ်ပြီးတပတ်နှစ်ပတ်အကြာမှာပဲသူမြမပြီကိုသွားလိုက်ရတာ။အဲ့ဒီအချိန်တုန်းကသူ့မှာလည်းကလေးငယ်လေးနှစ်ယောက်ရှိတယ်။ကျမလည်းကလေးတွေရှိနေပြီ။သူကနှစ်ယောက်၊ကျမကလေးယောက်။ကျမတို့နှစ်ယောက်အိမ်အောင်ကြတာအထူးထူးလောက်ပဲ။စုကနည်းနည်းစောတယ်အဲ့ဒီကာလမှာစုကိုကျမအမှတ်ရတာက သူ့ရဲ့တည်ကြည်မှု ဖြောက်မတ်မှုပဲကျမရောကျမကလေးတွေပါမှတ်မှတ်ထင်ထင်ရှိနေတာတခုချီရယ်သူကသူ့ကလေးတွေရဲ့မွေးနေ့ပွဲလို့တော့ကျမတို့သွားကြတယ်အဲ့ဒီမှာကလေးတွေကအဲ့ဒီတုန်းကကစားနီးမျိုးစုံကစားကြတာပေါ့မျက်စိပိတ်ပြီးအယုတ်မှာအမိတက်ရတဲ့ကစားနီးတို့ဘာလို့သူ့ကတိတ်တိကြတယ်ကလေးတယောက်ကခိုးချီတယ်ဆိုရင်သူ့ကမင်းလိန်နေတာမရဘူးထွက်တော်လို့တင်းတင်းပြောတာပြောခါရတဲ့အဲကျမသမီးလည်းပါတယ်သူ့ကမိသားစုကိုလည်းတိတ်ချစ်တယ် ။ "तू อ่ะကလေးကိုနှုတ်မတိုင်နိုင်တော့ညနေဆိုမိဖို့ပေးမှာကလေးကိုတကိုယ်လုံးနှိမ့်နေပေးတာ။ကလေးလေးအိတ်အောင်ပေါ့။အဲ့ဒီနီးနဲ့ကလေးနဲ့မိခင်ကြားတွေ့တာမှုရှိအောင်လဲလုပ်ပေးတယ်။ Dosu ever mentioned about her ambition because now she has become a housewife. Dosu ဆူဂျီကရီအချိန်မှာအိမ်တော်ရှင်မဖြစ်နေပြီးကလေးတွေကိုလည်းကြီးရှုဆောင်ရှောက်ပြီးအိမ်မနေနေရပြီဆိုတော့ဘဝမှာ तू ဖြစ်ချင်တာကဘာဆိုတာမျိုးရောအဲ့ဒီအချိန်ကပြောပြခဲ့တာမျိုးရှိလားဗျ။ Um I, I'm not sure that she did. I mean, I knew that, you know, သူတိတိကျကျပြောခဲ့တယ်လို့တော့ကျမမမှတ်မိဘူးသူ့အတွက်သူ့အတိတ်ကသူ့နိုင်ငံကအရေးကြီးတယ်ဆိုတာတော့ကျမသိတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာအဲ့ဒီခေတ်ကတော့လက်ရှိအနေထားမှာပဲဖြစ်အောင် ရုန်းကန်ကြရတာငွေလည်းမလုံလောက်ဘူးဘာဖြစ်လာမလဲဆိုတာလဲစိတ်ပူနေရတာမျိုးမိုက်ကယ်နဲ့အတူဘူတမာသွားနေရတဲ့အချိန်ကတော့သူ့အတွက်စိတ်သက်သာရရမယ် မိုက်ကယ်ရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနေဖို့ပဲအာရုံစရတာမြမပြေကိုပြန်ရောက်သွားတဲ့အချိန်သူမြင်သည့်ကြုံတွေ့လိုက်ရတာတွေကသူ့ကိုပြောင်းသွားစေတာသူဘာလုပ်ပေးရမလဲသူဘာလုပ်ပေးချင်တယ်ဆိုတာကိုရှင်းရှင်းသိသွားတာမျိုးပါဒါကတော့ကျမမှန်းကြည့်တာပါစုကအစိုးရကလေးကသူနိုင်ငံရေးတဲ့ဝင်မယ်ဆိုတာမျိုးကျမကိုပြောပြခဲ့တာမျိုးတော့မရှိဘူးသူနိုင်ငံအတွက်တက်နိုင်တာလုပ်မယ်ကလေးတွေအတွက်မိခင်ကောင်းဖြစ်အောင်သူမိခင်အတွက်သမီးကောင်းဖြစ်အောင် လုပ်မယ်ဆိုတဲ့ရည်မှန်းချက်မျိုးပဲရှိခဲ့တယ်ထင်တယ်ဒါပေမဲ့ အဲ့ဒီရေသွေးတွေအားလုံးပေါင်းပြီးပဲသူရွေးချယ်တဲ့လမ်းကိုနောက်ဆုံးရှောက်သွားခဲ့တာပါ She was much revered in the country and internationally also highly respected Nobel Peace Prize winner. ဒေါ်ဆန်းစုကြည်ကိုနိုင်ငံထဲမှာဆိုအများကြီးလေးစားကြည်ညိုကြတယ်။ကဘာကလည်းလေးစားတယ်။ဒါပေမဲ့2019ရင်းကြကိစ္စဖြစ်လာတော့သူအများကြီးဝေဖန်ပြစ်တင်ခံရတယ်။သူ့ကိုပေးထားတဲ့စုတွေရုတ်သိမ်းကြတယ်။ဒေါ်ဆန်းစုကြည်ကသူပြောသလိုမလုပ်ခဲ့တဲ့သူဒီမိုကရေစီထုံးစံနေနဲ့ဝေးကွာသူလူနည်းစုတွေအရေးအလေးမပေးခဲ့သူ နောက်ဆုံးသူဟာ racist လူမျိုးရေးခွဲခြားသူလို့တောင်ဆွဆွဲခံခဲ့ရပါတယ်။ဒေါက်တာ N Pastinus later တိတဲ့ဒေါ်စုကအဲ့လိုလူမျိုးလား။သူ့ကိုဝေဖန်မှုတွေကမျှတာပါ။ They were absolutely absurd. So misplaced. အဲ့ဓာရီအားလုံးကလုံးဝအတိတ်ပဲရှိတာတွေလွဲချော်နေတာတွေပါ။ကျမဆိုရင် လုံးဝကိုအာအာသင့်ဖြစ်ရတယ်။ အဲ့ဒီကနေစလိုက်ပြီးဆင်ခဲတစ်ခုပြီးတစ်ခုဆက်ဖြစ်တော်တာပဲအဖွဲတွေတဖွဲပြီးတဖွဲလဲလိုက်လောက်ရမယ်ဆိုပြီးဖိအားတွေရှိလာတော့သူတို့ပေးထားတဲ့စုတွေဂုံပုတ်တွေကိုရုပ်သိမ်းညာတယ်ကျမတို့ဒီမှာရှိကြတဲ့အဖွဲတွေအားလုံးလဲရှက်เสียရပါပဲဒီလောက်ရတွေကမိုက်မဲတာအားနေတာလုံးဝဆက်ဆုပ်เสียရတွေပါ စုပေါ်အစွန်ထင်းတွေဖြစ်စေတယ်။သူဟာအကျဉ်းကျခံခဲ့ရတယ်။အိမ်ထဲမှာချုပ်နှောင်ခံခဲ့ရတယ်။ဒါရီအားလုံးကိုကြည့်ရင်စုကိုစစ်တပ်ကအတုံးချနေခဲ့တာပါ။ စုကိုတိတ်လူကြိုက်များလာတယ်သူတို့ကိုအားခံလာတယ်သူတို့အတွက်လောက်ရခက်လာတယ်လို့ယူဆတဲ့အချိန်ကျတော့သူ့ကိုလှုပ်ပြစ်လိုက်ကြတာသူ့ကိုအတုံးချနိုင်စရာ ရှိအောင်မလားဆိုပြီးပဲအခုလိုဆက်ထိန်ထားတာ Yes that was kind of it um things were kind of a bit complicated at the time so so ဒေါက်တာပက်စတန်နက်စလက်တာကဒွန်ဆန်ဆူဂျီနဲ့2019ကမြန်မာနိုင်ငံထဲမှာတွေ့ခဲ့တယ်။အဲဒီချိန်ကတော့ အခြေအနေတွေကလည်းရှုပ်ထွေးနေတာပေါ့လေအဲ့လိုတွေးကြတော့မှသူကလည်းအဲ့ဒီတုန်းကဆိုရင်အသက်85နှစ်လောက်ရှိနေပြီဆိုတော့သူနိုင်ငံရေးကနေအနာယူရင်ဘာလုပ်ချင်လဲဘယ်လိုနေသွားမယ်ဆိုတဲ့စံနာမျိုးရောပြောပြခဲ့တာရှိပါဗျာ Retirement plan no not at all သူအနာယူမယ်အစီအစဉ်ဟုတ်လားမပြောခဲ့ပါဘူးသူကလှုပ်လှက်စအလုပ်တွေအများကြီးရှိနေသေးတယ်လေကျမမြင်တာကတော့ရှင်းပါတယ်သူ့မှာဆက်လုပ်နေရတာတွေရှိသေးတယ် ကုလသမဂ္ဂအတွင်းမှုချုပ်ဟောင်းကိုဖီအာနန်နဲ့သူလုပ်နေတဲ့ရိုဟင်ဂျာအရေးပြဿနာတွေဖြေရှင်းရေးအနာဂတ်လမ်းအစီအစဉ်ရှိတယ်လေဒီအလုပ်တွေကစုက2012ခုနှစ်လောက်ကတည်းကစလုပ်နေတာ9နှစ်အစီအစဉ်ဆိုပြီးလုပ်နေတာအဲ့ဒီအစီရင်ခံစာထွက်လာချိန်မှာပဲတိုက်ခိုက်တာတွေတက်ဖြတ်တာတွေဖြစ်လာတာလေစုကကိုဖီအာနန်အကြံပြုတဲ့အချက်တွေအားလုံးကိုအကောင့်ထဲပို့ဖို့ဆန္ဒရှိခဲ့တာစုအတွက်ကရိုဟင်ဂျာတွေအရေးသက်သက်မဟုတ်ပဲ ိုင်းရင်းသားလူမျိုးစုတွေအားလုံးအတွက်လှုပ်ပေးဖို့ရည်ကြီးတယ်လို့စဉ်းစားတာလူနည်းစုတွေကလည်းတရားကြောတောင်ရှိတာမဟုတ်လားသူကအဲ့ဒီလူမျိုးစုတွေအားလုံးအကြားလွတ်လပ်ပွင့်လင်းပြီးအပြန်အလှန်ပူးပေါင်းမှုရှိတဲ့ဆက်ဆံရေးမျိုးကိုတိဆောက်ချင်တာပါ this she did not talk about what i want to mean is that ဒါရီကတော့ तू လှုပ်သွားကျင်တာတွေပေါ့လေသူ့အသက်ကလည်းရလှပြီဆိုတော့ तू ဘယ်အချိန်မှအနားယူမလဲအဲ့လိုအချိန်အတွက်တွေးပြီးစီစဉ်ပြင်ဆင်တာမျိုးရောရှိခဲ့ကြည့်နေပြီလားဒါမှမဟုတ်ဒီနိုင်ငံရုပ်ကိုပဲမနာရန်ဆက်လှုပ်သွားပါဘူးလို့ပြောတယ် she doesn't hand in or like you know, well i think that she, if if the country had been in ဒါကတော့လေနိုင်ငံကိုသူရောက်စေခြင်းတဲ့နေရာအနေအထားမျိုးထိရောက်အောင်သူခေါ်သွားနိုင်ခွင့်ရမယ်ဆိုရင်တော့သူလက်တွဲပြီးစိတ်ချယုံကြည်စွာအလုပ်လုပ်နိုင်မဲ့လူမျိုးတွေလည်းအများကြီးရှိပြီးဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေကိုဆက်လုပ်သွားမယ်ဆိုရင်သူအဲ့ဒီလိုလူတွေကိုလွှဲပေးမှာပေါ့စုကခတ်တုံးတုံးလူမဟုတ်ဘူးသူလည်းအမြဲအသက်ရှင်နေမှာမဟုတ်ဘူးဒီတော့လွှဲပေးခဲ့မှာပါ သူလုံးသမျှကိုကအမြဲတမ်းအားလုံးပိတ်ဆို့ခန့်တာခံခဲ့ရတာလေဆိုတော့သူအနားယူဖို့မစင်စားသေးပါဘူး if she can hear တို့စုကအခုကျွန်တော်တို့ပြောနေတာတွေကိုသာကြားနိုင်မယ်ဆိုရင်သူ့ကိုဘာပြောချင်လဲသူ့ကိုကျမလေးစားတယ်သူ့လိုလူမျိုးနဲ့တိကျွမ်းခင်မင်ရတာရှားပါတဲ့ဂုဏ်ယူစရာပါ ူ့ကိုပြောချင်တာသူ့ရဲ့ဟာတညံလေးကိုသတိရပါလို့ကျမစိတ်ထဲသိအမှတ်တရဖြစ်တာကကြံကြားရတာတွေပေါ့လေစူကသူ့ကိုချုံနှောင်ထားသူတွေနဲ့တောင်မိတ်ဆွေဖြစ်နေတယ်သူတို့ကို Christmas နေ့လယ်စာဖိတ်ကျွေးတယ်ထောင်ထဲမှာလဲတခြားအကျဉ်းသားတွေကိုကိတ်မုတ်တို့စားစရာတို့မျှပေးတယ်။သူကအားလုံးနဲ့ဒန်းတူတာတူညီမျှပဲနေတာ။စာနာညှတာမှုရှိတယ်။ဒါကသူ့ကိုယ်ကိုစိတ်သက်တည်နေမကဘူး။သူ့အနာကတခြားလူတွေအားလုံးကိုပါအားတက်စေပါတယ်။ Dr. N. Dr. N. Pastor Neslater ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။